်မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေယေရှုတော်နှင့်ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားခြံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါ၏ကျွန်တော်ခြေစတော်ကြောင့်2025ခုနှစ်ဧပြီလ9ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါ၏နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားရှင်ခြေစွတင်နေနှုတ်ကပတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါကြည့်ရှုသူအားလုံးကိုကောင်းချီးပေးပါရယ် ငလင်လှုပ်ချင်းကြောင့်ဘိဥပတိတွေ့ကြုံနေတဲ့သူများယနေ့ထိခိုကိုရာမဲ့လျက်ဒုက္ခရောက်နေသောသူအလုံးတို့မြန်မာပြည်မှာဖျားရှင်လုံခြုံကွယ်ကာခြင်းနဲ့တကွကောင်းကြီးတွေဖြစ်စေပါနောက်ထပ်သဘာဝဘေးဒဏ်တွေထပ်မပေါ်လာအောင်ဖျားသခင်လက်တော်စောင့်ထိတ်ပါယေရှုနာမနဲ့ဆုတောင်းတဲ့ဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ခြေစတော်ကို ချီးမွမ်းပါလေကျွန်တော်ယေရှုခရစ်တော်ကားတိုင်းတော်တက်စင်ခါမြင်တွေ့ရသောထူးခြားသည့်ဖြစ်ရရှိခွ ဒီကောင်းစဉ်ကိုကျွန်တော်နားထောင်နေပါလေ။အဲကျန်တာထဲမှာတကယ်ရှုခရစ်တော်ကားတိုင်းတက်တဲ့အခါမှာထူးထူးခြားခြားကားတိုင်းပေါ်မှာမြင်တွေ့ရတဲ့ဖြစ်ရရှိခုတော့တွေ့ရတယ်။တကယ်ရှုကားတိုင်းပေါ်မှာတော့စကားကြီးခွနခွန်ပြောခဲ့တာဖြစ်တယ်။အဲဒါကိုတော့ကျွန်တော် Good Friday နေ့ရောက်ရင်မဟာတောက်ကြကြီးနေ့ရောက်ရင်အဲကျွန်တော်အဲ့အကြောင်းအရာကိုအဲပေါ်ပြမှာဖြစ်တယ်။အခုကတော့ဒီကားတိုင်းပေါ်တက်စင်ခါမှာထူးခြားတဲ့ဖြစ်ရရှိခုတော့တွေ့ရတယ်။အဲ့ဒါကိုကျွန်တော်တကယ်တစ်ခုစီနားထောင်တာ အဲဒီကနေ့ဆိုကျွန်တော်လေးခုမြောက်ကိုရောက်ပါပြီနံပါတ်၁ကတော့တခင်ရှုကားတိုင်းတက်တဲ့ချိန်မှာတင်းချိုင်းတွင်းမှာရှိတဲ့ဂူတွေပွင့်လက်တယ်ဒါတွေနားထောင်ခဲ့ပြီနံပါတ်၂ကတော့ယောမတက်မှုကတခင်ရှုဟာဖျားသားလို့ဝန်ခံခဲ့တယ်ဒါလည်းနားထောင်ခဲ့ပါပြီနံပါတ်၃ကတော့တခင်ရှုကားတိုင်းတင်ခြင်းဟာမတရားစွာဖြင့်ကားတိုင်းတင်လိုက်တယ်တခင်ရှုမှာပြစ်မရှိဘူးအပြစ်သားတွေတော့လာရောက်အသေးခံနေဆိုတာလူတွေက မြင်တယ်ယုံကြည်တယ်ဒါကြောင့်တချို့တွေကဒီဖြစ်ရက်ကို မြင်ပြီးတော့ရင်ပတ်ခတ်ပြီးပြန်သွားတယ်ပြောကြတဲ့သခင်ရှုရဲ့ကားတိုင်းတော်သူတို့ခံစားရတယ်ခြေကွဲမှုရှိတယ်သခင်ရှုနဲ့တသားတည်းဖြစ်ပါတယ်လို့သူတို့ဝန်ခံတယ်အဲ့ဒါနဲ့ပတ်သက်တာလဲကျွန်တော်မနီကအများကြီးဖော်ပြခဲ့ပြီဖြစ်တယ်ကဲဒီကနေ့ကတော့နံပါတ်၄နံပါတ်၄ကတော့ဗာလေးဆိုတော့လူโซများဤခြေကိုချိုးခြင်းဟောကျွန်တော်တွေမှာသခင်ရှုကားတိုင်းတက်တဲ့အခါမှာသခင်ရှုခြေကိုမချိုးဘူးဗျာ ကျန်ကပြောတယ်ဖြောက်မှတ်တော့သူရဲ့အယိုးကမကျိုးရဘူးလို့ပြောပါတယ်။နောက်တစ်ခါရှုတော့ရောမစစ်သားတွေကတတ်တော်ထွက်မထွက်သိကျင်တော့ဒီနဘေးကိုလှန်တော်နဲ့ထိုးလိုက်တဲ့အခါမှာသွေးနဲ့ရေထွက်လာတယ်။ဒါပေမဲ့တကယ်ရှုရတဲ့ပုံချက်မှရှိတဲ့လူစုနှစ်ယောက်ကြတော့အသက်ထွက်မထွက်သိကျင်လို့ခြေောက်ကိုရိုက်ချိုးလိုက်တယ်။အဲ့ဒါထူးခြားတဲ့ဖြစ်ရဲ့ရှစ်ခုထဲမှာတစ်ခုပါဝင်မယ်။ရောခန်းကြီး19ငွေ30နှစ်မှာဖတ်ရင်တွေ့ရမယ်။ကျော်ဖတ်ပြခြင်းနဲ့ ထိုအခါစစ်သူရဲတို့သည်တွား၍ကိုရော်နှင့်တူလက်ဝါးကတိုင်မှရိုက်ထားသောသူနှစ်ယောက်တို့၏ခြေကိုချိုးလေ။နောက်ကျန်တဲ့မှာတကီရှုရဲ့ကားတိုင်းတစ်ဖက်ချက်မှာလူစုနှစ်ယောက်ရှိတယ်။တယောက်ကတကီရှုကိုတခင်ဖြစ်ဝန်ခံတယ်။သူ့ပြစ်တွေကိုသူမြင်တယ်။နောင်တနဲ့တောင်းပန်တဲ့အခါမှာသူကပရတိသူ့ဘုံဝန်စားခွင့်ရတယ်။နားလည်အောင်ပြောရင်ထာဝရအသက်ရတယ်။ကယ်တင်ခြင်းစိတ်ချမှုရတယ်။ဒါပေမဲ့နောက်တစ်ယောက်ကကျတော့တကီရှုကို သူကအမိန်ပြန်ပေးတာအော်ကားလိုက်မှာလူစိုးကြီးနှစ်ယောက်မှာတစ်ယောက်ကသခင်ရှုအမိန်ကိုနာခံတာနောက်တစ်ယောက်ကျတော့သခင်ရှုအမိန်ပေးတာအဲ့တော့ကျွန်တော်လည်းလောကမှာလူနှမျိုးသွားတွေ့ရတယ်သခင်ရှုအမိန်ပေးသူလားဒါမှမဟုတ်သခင်ရှုအမိန်ကိုနာခံသူလားစဉ်းစားလူစိုးကြီးတစ်ယောက်ကတော့သခင်ရှုအမိန်ကိုနာခံတဲ့အခါမှာသခင်ကိုကယ်တင်ရှင်ဖြစ်ဝန်ခံတဲ့အခါသူကယ်တင်ခြင်းရဒါပေမဲ့နောက်လူစိုးကြီးတစ်ယောက်ကတော့သခင်ရှုအမိန်ပေးတယ်အပြစ်တွေတင်တဲ့အခါနောက်ဆုံး သူထာဝရသက်ဆုံးရှုံးတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးခြေထိုးခြင်းခါသာသကိချူယုံသွားလို့အဲ့ဒီလူဆိုးကြီးကအသက်တာပြောင်းလဲသွားလို့ခြေထိုးမခံရဘူးဆိုတော့မရှိဘူးဗျဘာလို့လဲဆိုသူ့ရဲ့စိုက်တဲ့အတိုင်းသူရိတ်ရသူသူများကိုဒုက္ခတွေပေးခဲ့တယ်ဓမြတိုက်တယ်အမျိုးမျိုးတွေလှုပ်ခဲ့တယ်ဒီလူဆိုးကြီးနှစ်ယောက်လုံးတောင်သူစိုက်တဲ့အတိုင်းတော့သူရိတ်ရဒါပေမဲ့တကိချူယုံတဲ့ကြောင့်တယောက်ကတော့ကယ်တင်ခြင်းစိတ်ချမှုရတယ် ဒါပေမဲ့သူလောကမှာစိုက်တဲ့အတိုင်းတော့သူပြန်ရိတ်ရအဲ့ဒါလေးကိုကျွန်တော်နားလေရတကယ်ရှိအောင်ပြန်တော့ကေတင်ချင်းသူခံစားရတယ်ဒါပေမဲ့သူစိုက်ခဲ့တဲ့အတိုင်းတော့သူဘာဖြစ်လဲစီရင်ခြင်းခံတော့ဒီကနေ့ကျွန်တော်ကောင်းကောင်းရာတွေစိုက်တတ်ဖို့လိုတယ်ဆိုတော့တွေ့ရတော့ဒီကနေ့ရှုရဲ့ဒီကားတိုင်းတစ်ဖက်ချက်မှာလူစုနှစ်အောင်လုံးခြေချိုးခံရတယ်တယောက်ကပြောင်းလဲတယ်တယောက်ကတော့မပြောင်းလဲဘူးအဲ့တော့ကျွန်တော်ကတကယ်ရှိရဲ့ကားတိုင်းတစ်ဖက်ချက်မှာ ။တကိရှုကိုကြည့်ပြီးတော့အသက်တာပြောင်းနေတဲ့သူရှိသလိုတကိရှုအပြစ်တင်တဲ့သူရှိတယ်။ဒီလိုပဲယောသက်ကိုကြည့်ရင်လည်းအဲ့လိုမျိုးစံစာမှာဖြစ်ဖြစ်နောက်၄ခုပြောချက်။ယောသက်ကိုကြည့်ရင်လည်းအဲ့လိုပဲ။ယောသက်ကိုသူ့အဖေယာကုတ်ကသိချစ်တဲ့အကိုရီကရောက်တော်တယ်။ဟောဒီကနေ့သင်သက်တာမှာသိရင်တစ်ဖက်ချက်မှာအမျိုးမျိုးတွေ့ရလိမ့်မယ်။သင်အားပေးတဲ့သူရှိမယ်၊သင်ချစ်တဲ့သူရှိတယ်လို့သင်အမျိုးမျိုးတုံ့ပြန်တဲ့သူလည်းရှိနိုင်တယ်။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ခွင့်လို့ရမယ်။ သိခံရမယ်စိတ်ရှိရတခင်ရှုကသူ့အဖြစ်တင်တဲ့ဒီဓမြရုသူအဖြစ်မပြောပါဘူးဘာမှလည်းသူမတုံ့ပြန်ပါဘူးဒါပေမဲ့အဲ့ဒီအဖြစ်တင်တဲ့ဓမြရုပါဖြစ်လေထာဝရသက်ဆုံးရှုံးသွားတယ်အုပ်လေးယောသသူ့တစ်ဖက်ချက်မှာသူ့ဖေသူ့သိချစ်တယ်ဒါပေမဲ့အကိုရီကကြောက်တွန်းတယ်ကြောက်တွန်းတဲ့အကိုရီကသူ့ရှေ့ပြန်ဒူးထောက်သွားတယ်သူ့ချစ်တဲ့အဖေကယောသအီဂျစ်ပြည်မှာဘယင်ခံဖြစ်တဲ့အခါသူပါကောင်းစားခြင်းခံကဲနောက်ဒုတိယတယောက်ဒန်ယေလာ ဒိုင်ရင်လောက်ဒါရီမင်းကြီးကတိတ်ချစ်တယ်။ဒါမင်းဒါရီမင်းကြီးရဲ့ဝင်ကြီးတွေကဒိုင်ရင်လောက်ကြောက်တုံးပြီးချင်းသိမ့်တွင်းနဲ့ထဲ့ဖို့စဉ်းစားတယ်။ဒါမင်းဒိုင်ရင်လောက်သူ့ကြောက်တုံးတဲ့သူတွေကဘာမှမတုံ့ပြောင်း။သူခွန့်လွတ်တဲ့အခါမှာဒိုင်ရင်လောက်ကလွတ်မြောက်ခြင်းရသူ့ကိုဒုက္ခပေးတဲ့သူအားလုံးပါပဲလေ။စီရင်ခြင်းခံတော်ရင်တဲ့သင်ကိုဒုက္ခပေးတဲ့သူသင်ကိုအာဏာပြုတဲ့သူသင်ကိုမျိုးမျိုးဘလို့ပဲတုံ့ပြန်တုံ့ပြန်သင်ကမလုပ်ရမလဲခွန့်လို့ရမယ်ကောင်းချီးပေးရမယ်ဆုတောင်းပေးရမယ် အဲ့ဒါယုံကြည်သူရဲ့သဘောထားဖြစ်တယ်နှလုံးသားဖြစ်တတန်ကြီးလားဒါရီမင်းကြီးကချစ်တယ်ဒါရီမင်းကြီးဝန်ကြီးတွေကသူ့ဘာလို့လဲချောက်တွန်းလာဖြစ်တယ်တတုတ္တရတယောက်ကဲနောက်တတရတယောက်ကျန်းစာထဲမှာနော်အဲ့ဒါဘာလဲဆိုတော့ဧတတာဧတတာကိုဧတရာနဲ့မော်တကဲဘော ရှင်မင်းအာရွှေယူကချစ်တယ်ဒါပေမဲ့ဟာမန်ကကြောက်တော့မှုစဉ်းစားဂျူးတွေကိုတတ်ဖို့လုပ်နောက်ဆုံးအင်ဒရာနဲ့မော်ဒဂဲရူကအကြည့်တယ်သူတို့ဆုတ်တောင်းတယ်ခါမှာသူတို့မောင်နှမတဝန်းခွဲတယ်အင်ဒရာနဲ့မော်ဒဂဲကမောင်နှမတဝန်းခွဲပေါ့လဲဆိုတော့မော်ဒဂဲဒီတဲ့မိမိဘဒွေသမီးကို မွေးမြူဤဆိုကြတဲ့ကမော်ဒဂဲဘဒွေဆိုကြတဲ့ကမော်ဒဂဲရဲ့အမေရဲ့မောင်ရဲ့သမီးကအေးတတာဖြစ် တော့မော်ဒဂေးရဲ့အမေနဲ့ဣဒရာအဖေကမောင်နှမဖြစ်တော့မော်ဒဂေးနဲ့ဣဒရာညီမောင်နှမတူဝဲဒါပေမဲ့သူတို့နှစ်ယောက်ကိုဂျောက်ဒိုးနဲ့ဟာမန်သူတို့ဘာမှမပြောသူတို့စုပဲတောင်းတဲ့အခါမှာအဲ့ဒီဟာမန်ကလေဆွေးတိုင်မှာစီရင်ခံရတယ်မော်ဒဂေးနဲ့ဣဒရာချင်းမြောက်ချင်းပြန်ခံစားဟောဒီကနေ့ညနေကျွန်တော်ဆင်ញင်စရာအဲ့ဒါဒီလောကကြီးမှာတင့်ကိုတစ်ဖက်ကအားပေးတဲ့သူရှိသလိုတင့်ကိုဒုက္ခပေးတဲ့သူလည်းရှိနိုင်တယ်။တင့်ကိုအကောင်းပြောတဲ့သူရှိသလိုအဆိုးပြောတာလည်းရှိနိုင်တယ်။ ်ဒါပြင်သင်ကိုကောင်းပြောသည်ဖြစ်စေအဆိုးပြောသည်ဖြစ်စေသင်ကဘာလုပ်ရမလဲမြစ်တာပဲထားဆုတောင်းပေးအဲ့ပေါ်မှာဖျက်ခဲ့တဲ့သင်ဘက်ကနေပြန်ရက်တည်ပြီးကောင်းချီးပေးတယ်ဒါကြောင့်နံပါတ်၁သည်ဟာလာခုနဖော်ပြခဲ့လို့ရောသက်အဖေကချစ်တဲ့အကိုတွေကဒုက္ခပေးတယ်ဒါပေမဲ့အကိုတွေရှုံးတယ်ဒိုင်ရီလာနံပါတ်၂ဒါရီမင်းကြီးချစ်တဲ့ဘာလို့ဝင်ကြီးတွေသူတို့ဒါရီမင်းကြီးရဲ့ဝင်ကြီးတွေပေါ့သူတို့ဒုက္ခပေးတယ်ဒါပေမဲ့သူတို့ရှုံးတယ် တိုင်လာနိုင်နောက်တော့အေးတတာနဲ့မော်တကယ်အရွှေယူကသိချစ်တဲ့ဟာမန်ဒုက္ခပေးတာနော်လေးနောက်ဆုံးနောက်ဆုံးကတော့ဒီနံပါတ်၄တစ်ချက်ကတော့ဘာလဲဆိုတော့နော်ရှင်ပေါလုနဲ့သူ့ရဲ့လှုပ်ဖို့ဆောင်ဘက်တွေသူတို့တတ်တာကိုကြည့်ကြည့်ရှင်ပေါလုတတ်တာကိုကြည့်ကြည့်ရှင်ပေါလုကြောင့်ယူတလူမျိုးတွေကဒုက္ခပေးဖို့ခဏခဏချောင်းမြောင်းဒါပေမဲ့တပါးမျိုးသားတွေ ယူဒာလူမျိုးမဟုတ်တဲ့အခြားလူမျိုးတွေကြောင့်ရှစ်ဘောလူကိုထောက်ခံတာအောင်စရာဒါကျွန်တော်ဓမ္မသစ်ကာလကိုသွားဖိုင်ဓမ္မသစ်ကျောင်းကိုဖိုင်တွေ့ရအာရှင်ဘောလူဘာလုံးမလဲဘာမှမလဲပဲအဲ့ဒီယူဒာလူမျိုးတွေကထိုင်ဆောင်ပြီးဒုက္ခပေးတာဒါပေမဲ့ရှစ်ဘောလူကခွန့်လို့ယူဒာလူမျိုးတွေပရယူဒာလူမျိုးတွေကဲတင်းကြီးရဖို့ထိသွားပြန်ဟောတာနောက်ဆုံးတချို့ယူဒာလူမျိုးတွေကပြောင်းလဲပြီးသူ့ပြန်နားလဲတာဒါပေမဲ့ပေါလုကိုယူဒာလူမျိုးတွေကဒုက္ခပေးပြီးမှတပါးမျိုးသားတွေကြတော့ပေါလုကိုကဲတယ်ကူညီတယ် နောက်တော့မှငါဖြည့်ဆွတ်တယောက်အဲ့ဒါဘာလို့လဲဆိုတော့ဒါဝိဒါဝိကိုရှောလူကဒုက္ခပေးတယ်ဒါပေမဲ့ရှောလူသားယောနသန်ကူညီတယ်အောင်းစရာဒါဝိကနေ့သင်ကိုဘယ်သူတွေဒုက္ခပေးပေးသင်ကိုကူညီမဲ့သူသင်တော်အကောင်းဆုံးလှုပ်ဆောင်ပေးမဲ့သူကိုဘုရားခင်ပြင်ဆင်ထားတယ်ဆိုတော့တွေ့ရတယ်ဒါဝိကနေ့ကားလိုက်ဖတ်ချက်လူစိုးကြီးနှစ်ယောက်မှလည်းတယောက်ကသခင်ရှုပစ်တယ်နဲ့အပစ်တယ်နဲ့လူစိုးကြီးဆုံရှုံတယ်ဒါပေမဲ့သခင်ရှုကိုဝန်ခံပြီးသခင်ဖြစ် ယုံကြည်တဲ့လက်ခံတဲ့လူစိုးကြီးကထာဝရသက်ရာသွားတယ်။ဒေါတိရင်ကျွန်တော်ကလောကကြီးမှာအပြစ်တင်နေတဲ့ကြားထဲမှာအပြစ်တင်ပြီးအပြစ်မြင်ပြီးနေတာတက်တခိယေရှုရဲ့သဘောတော်နဲ့ခွန့်လွတ်ပြီးမေတ္တာသဘောနဲ့ရှုမြင်ပြီးအသက်ရှင်ရင်ကားတိုင်းတော်အရှင်ရဲ့ကောင်းကြီးကိုသင်အစဉ်ဖြင့်ခံစားရမှာဖြစ်တယ်။ဒါကြောင့်ကားတိုင်းတစ်ဖက်ချက်လူစိုးကြီးနဲ့ချေချိုးခံရတယ်။ဒါပေမဲ့နှစ်ယောက်လုံးချိုးခံရပေမဲ့နှစ်ယောက်လုံးထာဝရသက်ဆုံးရှုံးတာမဟုတ်ဘူး။တစ်ယောက်ပဲဆုံးရှုံးတယ်မယုံလို့ အပြစ်တင်လိုက်လို့ဒါပေမဲ့တယောက်ကထာဝရသက်ရဘာလို့ယုံနေတခေရှုကေတင်ရှင်ဖြစ်လက်ခံဒီလောကကြီးမှာ negative စကားတွေအနှုတ်လက္ခဏာတွေပြောတဲ့ချိန်မှာကျွန်တော်က positive ကောင်းတဲ့အမြင်နဲ့မြင်တတ်ပြီးထိုဘုရားရဲ့တကူကြီးခြင်းကိုဝန်ခံတော်သူများဖြစ်ပါကထိုဘုရားရဲ့ဂရုတော်သက်တည်ကိုခံစားရမှာဖြစ်ကြောင်းအပိယေနိဂုံချုပ်ကလေးကျွန်တော်ဒီရောက်ချင်းစီတိုင်းဖြတ်ရှင်တာပြီးကောင်းချီးပေးပါစီ God bless you all ကျွန်တော်ပန်ချတဲ့ရင်းမြန်မာစံတော်ချိန်ညနေ3:00ခွဲမှာပြန်လည်တွေ့ဆုံမှာဖြစ်ပါလိမ့် သင်တို့အားလုံးပုံမှန်ငြိမ်သက်ချင်းရှိပါစီငလင်ကြောင့်ဘေးဥပါကြုံတွေ့နေပြီးတော့ဒုက္ခရောက်နေတဲ့သူများငိုချွေးတဲ့သူတွေအားလုံးအတွက်ကိုလည်းကျွန်တော်အထူးသတိရဆုတောင်းပြီးတော့တောင်းကြည့်ပေးလျက်ရှိကြောင်းဖော်ပြလိုရယ်အားလုံးပေါ်ထိုင်ငြိမ်သက်ချင်းရှိပါစီဆုတောင်းကြပါစို့အဖဖခင်ယေရှုတင်တယ်ယေရှုသူအားလုံးကိုကောင်းချီးပေးတယ်ကျွန်တော်အမိမြန်မာနိုင်ငံတော်မှာငလင်လှုပ်ခတ်မှုကြောင့်ပေနေတဲ့အတိုင်းအသီးသီးမှာငိုချွေးတော့ကရောက်နေတဲ့သူတွေအတွက်အိုးအိမ်စည်းစိမ်စားစရာကောင်းချီးပြန်ဖြစ်စေပါ ယခုတိကယ်ဆေးလုတ်ပြီမဲ့မလွတ်မြောက်သေးပဲနဲ့မြေကြီးအောက်မှာရောက်နေတဲ့အစအုပ်အောက်မှာရောက်နေသေးသောသူများရှင်ဖယားရှင်ရအောင်ဆွဲထုတ်ပြီးကောင်းချီးပေးပါကုညီကယ်ဆယ်မှုတည်တည်လှုပ်ဆောင်နေသောသူများကောင်းချီးပေးပါကျောက်ကျောက်ရင်ယုံကြည်နေချင်းတင်တော်ကလည်းဖယားရှင်ကြီးစွာကြောင့်တပိုင်းတနိုင်အနေငယ်မေတ္တာပြခွင့်ရသလိုလှုပ်ဆောင်တဲ့ငန်းတာတည်တည်ပေါ်မှာဝမ်းမြောက်ခြင်းနဲ့တကွငြိမ်သက်ခြင်းနဲ့ရှင်နဲ့ကောင်းချီးလိုသည် ရရှိသွားသောသူများတို့ခံစားရစီပါဒီကနေ့ကြည့်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အသေးသေးကိုလည်းကောင်းချီးပေးတယ်ဒီကနေ့မွနေ့ချောက်တဲ့မကစ်တီကိုလေးကောင်းချီးပေးပါမွနေ့ရှင်သီးသီးကောင်းချီးပေးပါမင်္ဂလာနဲ့ပါလေချောက်သောသူသီးသီးကောင်းချီးပေးပါဘုံတော်ဝင်စားတဲ့သူတွေကြံရှိတဲ့မိသားစုတွေနှစ်သိမ့်ဖို့ပေးပါစမိတ်ဒေါက်တာလတ်လတ်ငိမ့်ဘုံတော်ဝင်စားခြင်းကြောင့်ကြံရှိတဲ့ခင်မွန်သားသမီးမြင့်မြင့်များမိသားစုဆွေမျိုးများနှစ်သိမ့်ဖို့ပေးပါဖခင်ရဲ့လက်တော်အားလုံးကိုစောင့်သိမ်းပါမိချောက်ခမည်းတော်သားတော်သားရှင်တော်ဝိညာဉ်တော်မှဆုဖြတ်ထံတော်ပါမှာကောင်းချီးပြပါသည် ကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းမြဲကောင်းချီးပြပြတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတမန်တော်ကြည့်ရှုသူအားလုံးကိုဖြာရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ချင်းရှိပါစေ God bless you all